ဒီနေရာဒီမှာ United တို့စက်ထိန်ထားတဲ့အကစားမ9ဦးပရိသတ်များလုံးမေးနေတာဗျာ CCI Bank ကိုရှေ့ကအေဂျင့်မှာကနေပြန်လဲကြိုးလဲပါရင် Manchester United ကဒီနှစ်နေရာဒီအပြောင်းရွှေ့မှာအသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားတော့မှာဖြစ်ပါရင် United အနေနဲ့ခုဆိုရင်တော့ Senior ကစားမ3ဦးအပါအဝင် ကစားမကောဦးထီကိုအတင်းကနေချက်ခွာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါအပြင်အငါးထွက်ကစားနေကြတဲ့ဆန်ချိုအန်တိုနီရက်ဖိုးတို့အားလုံးကိုရှင်းထုတ်သွားမှာဖြစ်သလိုဂါနာချိုမီဆမော့ဝိုင်လန်အွန်နာအစားရှိတဲ့ကစားမတွေကိုလည်းအယောင်းဆင်းတင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လာမယ့်ရာသီမှာ United တို့ထိမ့်သိမ်းထားတဲ့ကစားမတွေလည်းရှိနေပါတယ်။ United အနေနဲ့ဒီကစားမတွေကိုလက်လွတ်လိုက်မယ်ဆိုရင်တော့ဒီရာသီထက်ပိုဆိုးတဲ့အခြေအနေတစ်ခုကိုမြင်တွေ့သွားရနိုင်ပါတယ်။အဲဒီကစားမတွေကဘာလို့လဲဆိုတာကိုတော့အခုလိုပဲသုံးသပ်တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1 Bruno Fernandes မန်ချက်စတာယူနိုက်တက်ကိုစတင်ရောက်ရှိလာခင်ဂရက်ကဘရူနိုဖာနန်ဒက်ဟာအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ရှိနေခဲ့သူဖြစ်ပါတယ် 2029ခုနှစ်ဇန်နဝါရီပြောင်းရွှေ့ကွာလာမှာ United ကိုရောက်ရှိလာခဲ့တဲ့ Bruno Fernandes ဟာအသင်းအတွက်ပြိုင်ပွဲစုံပွဲပေါင်း190ကစားပေးထားပြီးတော့တွင်ကို68ခုနဲ့ဂိုးဖန်လေးမှု86ကျင်းပြုလုပ်ပေးထားနိုင်ပါတယ် Bruno Fernandes ဟာ United အသင်းနဲ့အတူ FA ဘလာ၊ Carabao ဘလာတွေစုဆိုးထားရှိပေမဲ့လည်းအခုချိန်ထိ Premier League ဘလာ၊ Champions League ဘလာတို့လိုဆိုးဘလာတွေကတော့ရယူနိုင်ခြင်းမရှိပါဘူး Bruno Fernandes အနေနဲ့ Silent Ferguson ခင်မာသာတဲ့အသင်းကိုရောက်ရှိလာခဲ့မယ်ဆိုရင်အသင်းရဲ့ခဏဝဲကစားမှတူတော်ဖြစ်လာနိုင်တဲ့အနေအထားရှိပါတယ် Bruno Fernandes ကိုဒီနေ့နေရာဒီပြောင်းရွှေ့မှာ Sorry Club အင်္ဂလိပ်အသင်းက ဆန်ရင်တင်ပြောင်းရွှေ့ခြေတွေဆန်ရင်တင်လားစားနဲ့လာရောက်ကန်လန့်ခဲ့ပေမယ့်ပေါ်တူဂီသားကတော့အိုထွက်ဖို့မှာပဲဆက်ရှိဖို့နဲ့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နံပါတ်2အာမက်ဒီယာလို့ ပြခဲ့တဲ့နီးပြအရစ်တန်လက်ထက်မှာအငှားထွက်ကစားရင်းနဲ့သာချိန်ကုန်ခဲ့ရတဲ့အာမက်ဒီယာလိုဟာနီးပြအမ်မိုရီယံလက်အောက်မှာတော့အဓိကကစားသမားအဖြစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။အာမေရိကန်မန်စီဆိုပြီးနေပြောင်ရထားတဲ့အာမက်ဒီယာလိုဟာပြခဲ့တဲ့ရာသီတုန်းက United အသင်းအတွက်ပရီးမီးယားလိမှာရှေ့ကိုသွင်းယူပြီးတော့ဂိုးဖန်နေမှုလေးချိန်ပြီးပြုလုပ်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။အာမက်ဒီယာလိုဟာ right wing back အဖြစ်ကစားနိုင်တယ်လို့ဝင်းကအဖြစ်လည်းကောင်းကောင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်မြန်နှုန်းမီကစားသမားတစ်ယောက်ဖြစ်ပြီးလောအားလုံးနဲ့အထူးကောင်းမွန်တာကြောင့်အမ်မိုရီယံစိတ်ကြိုက်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။နံပါတ်3လန်နီရိုရော အဲ့ဒီတန်အလက်ထက်ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာအကောင်းဆုံးကစားသမားလို့ပြောမယ့်လန်နီရိုကတော့ United အသင်းရဲ့မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါရင် United ကလန်နီရိုကိုခေါ်ယူဖို့အတွက်ပြင်သစ်ထိပ်သီးကလပ် PSG နဲ့ Spain ထိပ်သီးကလ Real Madrid နဲ့အပြိုင်ဂျိုးပန်းကြရတာဖြစ်ပါရင် ဒမလေးဦးကတင်ယူနိုက်တက်ဟာဒီနေ့နေရာတည်အပြောင်းရှိမှာကတ်စမဲတို့ကိုရှင်းတော့သွားတော့မှာဖြစ်ပါရင်ဒါဆိုရင်ယူနိုက်တက်ရဲ့အသင်းရဲ့ကွင်းလယ်မှာခန်းစင်အားတန်အဖျက်ကစားမှာဆိုလို့ဦးကတေးတယောက်ထဲသာကျန်တော့မှာဖြစ်ပါရင်ယူပါမသိတဲ့ဦးကတေးဟာလက်ရှိချိန်မှာအသက်25နှစ်အရွယ်သာရှိနေသေးတာကြောင့်ကစားမဘွားအကောင်းဆုံးချိန်ကိုရောက်ရှိနေလာတဲ့ဖြစ်ပါရင်ဦးကတေးဟာဒစ်စတရိုးနေရာမှာမကစားနိုင်ခဲ့ပေမဲ့လည်းဖျားအလုံးကောင်းတဲ့ကစားမတယောက်ဖြစ်တာကြောင့်ကွင်းလယ်မှာရိုနိုဖိုင်နန်တက်လိုဖန်တီးမှုအားကောင်းတဲ့ကစားမနဲ့တွဲပေးလိုက်မယ်ဆိုရင်ယူနိုက်တက်ရဲ့ကွင်းလယ်ဟာအတော်လေးဆွဲလေးဖြစ်သွားမှာလည်းဖြစ်ပါရင် နံပါတ်9မာဆာဝီယူနိုက်တက်အသင်းကိုပေါင်း15နှစ်ရောက်ရှိလာခဲ့တဲ့မာဆာဝီဟာတရားနဲ့တန်ချင်းနဲ့ပုံမကောင်းမွန်တဲ့အခြေစွမ်းကိုပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ MRI ရဲ့နေစင်းလောက်အောင်မှာနောက်တန်းတော့တန်ကစားကောမှာခံစင်မှုအပြင်ကစားနိုင်တယ်လို့ဘယ်ဝင်းဘက်ညာဝင်းဘက်အဖြစ်လဲကောင်းကောင်းကစားနိုင်တဲ့သူလည်းဖြစ်ပါတယ်။ဒီကစားမတွေအပြင် United တို့ဆက်နဲ့ထိန်းသိမ်းတဲ့ကစားမတွေကိုရှင်းလဲကွန်မန့်မှာပြောကြားပေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။